တိုင်းအနော်ဝဲအပွားအဝေးရဲ့အယုဒိယခရီးစဉ်အခုမြင်နေရတဲ့အပွားအိုးကအသက်86နှစ်အရွယ်အပွားတော်တင်ထွေပါအပွားတော်တင်ထွေဟာမန္တလေးတိုင်းမတရားမြို့နယ်စူကာကြီးဘာမှနေထိုင်ပြီးအယုဒိယအနော်ဝင်ဖြစ်ပါတယ်1968ခုနှစ်ကုန်းမောက်ကမြန်မာဘုရင်ဆင်ပြူရှင်လက်ထက်ကအယုဒိယကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်အယုဒိယကလက်မှုပညာရှင်တွေပကြီးဆရာတွေ ကကြေတဲ့တွေကိုတုံ့ပြန်အဖြစ်မြန်မာပြည်ကိုဖမ်းဆီးခေါ်ဆောင်လာခဲ့ပါတယ်။အဖွမ်းတင်ထွေးကတော့မြန်မာပြည်ကိုဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့အယုဒ္ဓယာမျိုးဆက်ရဲ့80မြောက်ဖြစ်ပါတယ်။အဖွမ်းတင်ထွေးနဲ့အတူအယုဒ္ဓယာအနယ်ဝင်တွေဖြစ်တဲ့ဒေါ်တင်ညွန့်ရွာလူကြီးဦးစောဝင်းစုကားရွာကျောင်းနိုင်ဆရာတော်တို့ကိုအယုဒ္ဓယာကိုအလဲပဲလာရောက်ဖို့အတွက်ထိုင်းသမိုင်းပညာရှင်တို့နဲ့ထိုင်းနိုင်ငံခရီးသွားအဖွဲ့တွေကခေါ်ဆောင်ပေးခဲ့တာပါ။ အခုဆိုရင်တို့ဟာမြန်မာဘရင်စင်မြူချင်းခေါ်ဆောင်လာတဲ့အယုဒိယအနွယ်ဝင်မျိုးဆက်80ဆက်အနက်အယုဒိယကိုပြန်လဲအခြေချနိုင်တဲ့ပထမဆုံးမျိုးဆက်လေးဖြစ်ပါတယ်။ဖွားတော်တင်ထွေးတို့ဟာအော်တိုဘာ17ရက်နေ့ဆက်ရှိရတို့မှာအယုဒိယမြေမှာလည်ပတ်ခဲ့ပါတယ်။တောင်ကိုခင်းတဲ့ကုန်းပေါင်ခင်းတွေမှာမြန်မာဘရင်တွေဟာအယုဒိယကိုတိုက်ခိုက်တဲ့အခါစစ်တုံးဝန်းတွေကိုမြန်မာပြည်ကိုခေါ်ဆောင်လာမန္တလေးတဝိုင်းမှာဂျွာရီဒေဘေးကနေစီပါတယ်။စုကရွာဆိုတာက ကုန်းမောင်ခေဆင်းသူရှင်လက်ထက်မြမပြည်ကိုဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့အယုဒ္ဓယာသုံးပန်းနဲ့လက်မှုပညာရှင်တွေအတွက်တဲပေးထားတဲ့ရွာဖြစ်ပါတယ်။အရေးစကားတွေအရအဲ့ဒီရွာတွေမှာခေဆက်ဆက်မြမပြည်ရင်တွေကထိုင်းစကားကိုပြောပွင့်ပေးထားပြီးသုံးပန်းတွေဟာထိုင်းစကားကိုလျှို့ဝှက်စကားအနေနဲ့သာပြောဆိုကြရတယ်လို့ဆိုပါတယ်။အဖွားတော်တင်ထွေးကိုယ်တိုင်လည်းငင်းစင်ကအဖိုးဘွားတွေသင်ပေးခဲ့တဲ့ထိုင်းစကားတွေအနက်တချို့စကားလုံးတော့ဒါမှတ်မိတော်တယ်လို့ဆိုပါတယ်။ဟွာပေါ့ပန်ကမေးတာပေါ့နော်။ဟွာပေါ့နော်တီကိုအယုဒ္ဓယာကို ဟိုဆက်တွေ့တဲ့အချိန်မှာပေါ့နော်ဒီကိုလာရတာလေပေါ့နော်ပျော်လာဘယ်လိုလဲစိတ်ထဲမှာဘယ်လိုခံစားရလဲတဲ့တရားကိုခံစားရရောလာဝန်တာဝန်တာအယုဒိယမြေကိုရောက်ချိန်မှာလဲအယုဒိယမှာရှိတဲ့ထိုင်းလူမျိုးတွေကပျော်ရွှင်စွာနဲ့ကြိုဆိုခဲ့ကြပါတယ်။အော်တိုဘာဆက်ပိုးရမှာတော့အဖွားတော်တင်ထွေးတို့ဟာသူတို့ရဲ့ဘိုးဘေးတွေနေထိုင်ခဲ့ရာအယုဒိယမြေကနေစူဂါရွာကိုပြန်လာခဲ့ကြပါပြီ။ ဒီကြီးစင်ဟာသူမရဲ့ဘဝတစ်လျှောက်လုံးကြားဝင်တာရခဲ့ပြီးမြင်ခွင့်ရောက်ခွင့်မရခဲ့တဲ့ဘိုးဘေးတွေနေထိုင်ခြေချခဲ့ရာအယုဒိယမြေကိုရောက်ရှိခဲ့တဲ့မမေ့နိုင်စရာအတိတ်ကိုလွမ်းမောစရာခီးစင်တစ်ခုလည်းဖြစ်ပါတယ်။ဒါရီမျိုးရီတို့လူကဒီနေပဲရောက်ဘူးလားပေါ့နော်။ကြားတာကြားဘူးလား။ဘယ်စီမှတော့မကြည့်ဘူး။ဒီဗီဒီယိုကိုကြည့်ရှုသူတွေအနေနဲ့ဘယ်လိုခံစားရလဲဘယ်လိုထင်မြင်လဲဆိုတာမှတ်ချက်ပြုနိုင်ပါတယ်။ အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် knowledge hub ကို follow ထားနိုင်ပါတယ်။